class infinity မှာအကျိုးဆုံးလိုက်ပါတယ်ဒီဒီကဒီနေ့မှာတော့အာ feel trip trust ရရှိရပါတော့အဲ့တော့ဘာတွေပြင်ဆင်ခဲ့လဲဆိုတော့ပြောပြမယ်ပြီးတော့ feel trip ကိုခေါ်သွားပါမယ်ပြမအူဆုံးအနေနဲ့တော့ဒီလိုအိတ်မှာပါရပါတယ်ဆိုလို့ရှိရင်မဖြစ်မနေရတောင်းမရတဲ့မှုလောက်လို့ရှိရင်မပလေးကြော်ဝေးလိုက်တယ် bỏ một chữ chó á chữ chó si xì mà xì cho cô phụ lò cả mẹ xì xì mà xù lò quê tu 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 sẵn sẵn lò lò quê thì em bên thế đó là mẹ yêu đi thì cầm bắp để bị đó thì sẽ sí, sẽ sẵn nhé thì mặc bắp cô xì lò bắp này Cái này thì sẵn 先别，没事没事。嗯哼，然后我讲了，奥西米达吧，奥西米达，我录来说的呀，看你讲了行，panic attack 偏大的，那就奥西米达面三奶不咯，奥西米达面满沙欧。down like that. နောက်နောက်ကတော့ဟိုမှာ environmentalist တွေနဲ့စကားပြောရတိုင်းရှိမဲ့တော်တော်ထိမ့်သိမ့်နေတဲ့လူတွေလေအာနဲ့တောင်းတာကဲပြီးတော့တော့ tissue ဒီကတော့အဲသိငိမ်လေးပေါ့နော် anti depression အမှန်ကိုလိုမျိုး depression အတွက်တောက်တာမဟုတ်ဘူး panic attack ဖြစ်လို့ရှိရင်

အန်ဒလိုနဲဒီဒီတို့ accommodation ရဲ့ဘေးနားမှာပဲ train station ရှိပါတယ်အဲ့ဒါတော့ lucky ဖြစ်တဲ့အချက်တစ်ခုပေါ့နော်ကိုရွေးထားတဲ့နေရာနဲ့အဆင်ပြေစွာဒီဒီလိုပဲလမ်းလျှောက်သွားနိုင်ပါတယ်လမ်းလျှောက်သွားတော့အမှ shuffle station ကိုရောက်ပါပြီရောက်တဲ့အချိန်မှာကိုကအာ train စီးမှာမဟုတ်ဘူး tram စီးမှာဆိုတော့ tram ရဲ့ line ကို information board ကနေပြီးတော့လိုက်ရှာရတယ်ပေါ့နော်ဟာရှာတော့ trams တွေက အာဘဲဘတ်ချမ်းနေပြီးတော့သွားအပေါ်တက်သွားပြီးတော့သွားရတယ်ဆိုပြီးတော့သူကပြောပါတယ်အဲ့ဒါနဲ့ဒီဒီအပေါ်တက်သွားတာပေါ့နော်အန်ဒီနာလီကတော့လန်ရှောက်နေရဖြစ်တော့ရစ်ပဲရစ်လိုက်မယ်နော်သူတို့မှာက keep loved ဆိုတဲ့ဟိုရှိရပေါ့နော်သူကဘဲဘတ်ကနေပဲသွားအတက်အတက်တွေအကုန်လုံးဆင်းနေအကုန်လုံးကိုယ့်ရဲ့ဘဲဘတ်ချမ်းနေပဲတော့လောက်သွားပေါ့အဲ့မှာယထာလန်းနေမြင်ရတယ်လူတွေလှုပ်ရှားသွားလာနေရင်မြင်ရတယ်ပေါ့နော်သူက အဲ့ station ထဲကိုဝင်သွားပြီးတော့မှဟိုးဘက်မှာမှအဲ့ tram နေသွားတဲ့ line ရှိတာပါအင်းအဲ့မှာဆိုအခုဆိုရောက်ပါပြီ tram သွားတဲ့ line ဘက်ကိုဒီဒီကအဲ့ glitlet ဆိုတဲ့အဲ့ valley ဘက်ကိုသွားမှာပေါ့နော်သွားမှာဆိုတော့ဒီဘက်ကစီလိုမျိုးဒီဘက်ကမြို့တွေသွားတာပေါ့နော်ဟိုဘက်ကကြတော့မြို့အပြင်ထွက်တယ်လို့ပြောလို့ရပါတယ်အဲ့မှာမှဒီဒီကဟိုဘက်ကိုကူးသွားပြီးတော့ အဲ့ဘက်ကနေပြီးတော့ဒီဒီတို့ရဲ့ free trip သွားမယ့်နေရာကိုသွားမှာဖြစ်ပါတယ်음15မိနစ်လောက်တော့ရ15မိနစ်10မိနစ်လောက်တော့ယထာဆောက်လိုက်ရတယ်ပြီးတော့ယထာရောက်လာတယ်ရောက်လာတဲ့အချိန်မှဒီတက်သွားတယ်ပေါ့နော်တက်ပြီးတော့ဒီ trip မှာစုရတခုလောက်ပြီးတာဆရာတွေကအဲ့နေရာကိုကိုယ်တိုင်ကိုယ့်အကူသွားရတာပါသူတို့ live ပို့တာဘာညာကူကမရှိပါဘူးအဲအဲ့နေရာကိုယ်ကလည်းပုံစံပြီးသွားရပါတယ်음ဒီမှာဆရာတွေက အာအဆအဆုံးလိုက်မလုပ်ပေးဘူးဒီနောက်မင်းတို့လာခဲ့ငါတို့10မိနစ်ဆောင်မယ်မရောက်လာလို့ရှင်ငါတို့ဆက်သွားမယ်ပေါ့အဲ့မှာဒီဒီကမိနစ်20လောက်စီးပြီးတော့အခုဒီရထားကြီးကိုစီးခဲ့ရထားကြီးကဆင်းပြီးတော့ရထားကတော့ထွက်သွားပြီပေါ့နော်အဲ့ဒီနေရာမှာကြီးမယ်ဆိုလို့ရှင်ဒီဒီအစောဆုံးရောက်နေတာပါဘယ်သူမှမရောက်သေးခင်ကိုအစောဆုံးရအောင်တွားထားပါလေဘာလို့လဲဆိုတော့အိမ်မှာဒါလှုပ်စီးလှုပ်စီးနေနောက်ကြသူများရင်လည်းဆိုလို့ရှင်ကိုကအရင်ဆုံးရောက်နေမှာစိတ်အေးရတော့မလို့အစောဆုံးပဲတွားပြီးအောင်နေခဲ့ပါလေ 15မိနစ်လောက်ကြာပြီးနောက်မှာတော့တငင်ချင်းတွေအကုန်လုံးရောက်လာပါပြီ။ဒါပေမဲ့အကုန်မကုန်သေးပါဘူး။ဒါတချို့တော့ပဲရောက်သေးတာပါ။ and တို့တွေအကုန်လုံးကလည်းဗီဒီယိုရိုက်နေဆိုမိုင်းမီပါဝင်ပြီးကြာပါပေါ့။ခဏကြာတော့ဆရာ2ယောက်ကအရင်ဆုံးရောက်တယ်။တို့2ယောက်ကစပြီး roll call ခေါ်တယ်ပေါ့နော်။အဲဒီဘက်က7အဖြူနဲ့ဆရာက course leader ပဲ။ဟိုဘက်ကတော့ professor r grade ပဲ။ခဏကြာတော့ဒီလိုတွေစပြီးတော့ အဲတောင်တက်မဲ့နေရာကိုစပြီးသွားပြီပေါ့နော်တောင်တက်မှာတော့တုံးနေတာလို့ပဲပြောရမယ်။ကိုကိုကိုလည်းရိုက်ပြရသေးတယ်။ How do you feel? It's less windy than before. so getting used to. ဆယ်မိနစ်လောက်လမ်းလျှောက်ပြီးနောက်မှာတော့ပေါ့နော်။ဒီဒီတော့စပြီးတော့ တော်တဲ့ကိုသွားတယ်လမ်းရောဝင်လာပါပြီပေါ့နော်အဲ့ဒီကနေစပြီးဒီတော့ accessment လောက်ကပါတယ်ပေါ့နော်ဒီလို phone နဲ့မှာ arc survey gis 1 2 3ဆိုတဲ့ application ကို download လုပ်ထားပါတယ်အဲ့ဒီထဲထဲမှာ click the screen accessment flag အဲ့ဒါကို အဲ့ရဲ့ criteria ရင်းနဲ့အညီပေါ့နော်ဥမာဒီမှာအမိုက်တွေရှိလားဒီတော်ရဲမှာအမိုက်တွေဘလို့ဖြစ်ထားလဲပြီးတော့လူတိုင်းအဝင်ထွက်ရတာအဆင်ပြေလားဘလောက် welcome ဖြစ်လဲ facility တွေဘလောက် provide လုပ်ထားလဲဘလောက် safe ဖြစ်လဲပေါ့နော်အဲ့လိုမျိုး criteria တွေအများကြီးရှိပါတယ် signage တွေကရောလူတွေမြင်သားစေတာဘယ်ကနေဘလို့သွားမှ tolerance နဲ့ရောက်မှာလဲအဲ့လိုမျိုး assessment တွေကိုတောက်လျှောက်ကြည့်ထားပါတယ်ခွေးတွေလားဆော့လို့ကောင်းလားကလေးတွေလားဆော့လို့ကောင်းလားပြောလို့ရှိရင်ဒီတောအုပ်ကိုဘလို့ maintenance လုပ်ထားလဲပြီးတော့တစ်ပင်တွေကိုခုတ်ထားလားဖြတ်ထားလားဒါတွေအကုန်လုံးလေ့လာရပါတယ်ဆရာမင်းကပြောတာဒီတော့ကြော်လိုက်တယ်ပေါ့နော်သူကတော့ဘယ်လိုမျိုးဒီဒီတို့ရဲ့ critical thinking နေသုံးပြီးတော့အာတေချာတွေးတော့တင်လဲပြီးပြောပြနေရပါပြီးတော့အဲ punch mark တခုရောက်တော့ဒီလိုရက်လိုက်ပြီးတော့ assessment ထပ်လုပ်တယ်ပေါ့နော်ဟုတ်မဟုတ်ဒါတော့တကယ်ချင်းနေဆွေးနွေးနေကြတာပါ I think signage I'm giving it a one. ခဏကြာတော့ဒီဒီတို့တောင်ကုန်းမြင့်တစ်ခုပေါ်ရောက်တယ်ပေါ့နော်အဲဒီမှာနောက်ထပ်ဘယ်နှစ်နှစ်အတွင်းနှစ်နှစ်အတွင်းဒီနာရီတစ်ခုလုံးသူကပန်ကင်းလုပ်ပြမှာပေါ့နော်အဲဒီအကြောင်းဇယားရှင်းပြနေရပါပြီးတော့နောက်တစ်ခုကအရင်ကအလွန်ငယ်ဒီကိန်းနဲ့အခုကွာချပုံပေါ့ It's not it's not ancient all of it some of it some of it is but um again, it's a it's a it's a modern natural environment. It's a it's a woodland which has grown up alongside people over the last last hundred years. And so, in your mind, how does that make it? Does that make it different from a completely wild place, a completely natural place? And how does it change, The way- ဆရာကသူမိန်ခေါ်နေပါလေပြောပြတယ်ဘလို့နေစဉ်းစားတင်နေဆိုတော့ပြောဝင်တော့မှာဒီဒီလို့ဆက်ပြီးတော့ တော့ဆန်းနင်းနေပေါ့နော်၄မိုင်စုစုပေါင်း၄မိုင်နင်းရပါတယ်အေးမာမဒီလိုတော်တွေရှိသလိုတက်ရတဲ့အခါကြီးလည်းရှိရပေါ့နော်တက်ရတာတွေကတော့ဒီဒီလဲမောနေရောကင်မရာကြီးကင်မရိုက်နိုင်လို့မရိုက်ခဲ့တော့ဘူးပေါ့ဒီနားလေးကတော့တော်တော်လာပါတယ်စိမ့်ဆိုပြီးတော့တို့တော်အုပ်တွေဘလို့ထိမ့်သိမ့်နေဆိုတော့အပုံသမီးတွေတွေ့ရပါတယ်တစ်ဖက်မှာမြစ်တွေခန်းချောက်သွားတဲ့ပေါ့ဒီဒီတို့ဘလို့လုံးမလဲပေါ့ဆန်းကြောင်တွေခန်းချောက်သွားတဲ့ပေါ့တစ်ဖက်မှာကြောင့်တစ်ပင်တွေက ဒါအခုကတော့သူတို့မှာမုံတိုင်းဝင်တာတော့တော်တော်လေးတော့ဟိုတစ်ပင်တွေအရင်လဲပြိုနေနေပေါ့နော်အဲ့ဒါလေးကိုဘယ်လိုမျိုးသူတို့ပြန်နေထိမ့်သိမ်းလဲဆိုတာနောက်တစ်ခေါက်ကြာရင်ပြန်ပြီးကြည့်ရမှာမျိုးကြီးလောက်အောင်ပါ ဒီဒီနားမှာဘောနော်ဆရာခဏရပ်ပြီးပြောနေရလဲဆိုတော့တော်တဲ့မှာကျောင်းလေးရှိနေတယ်တစ်ဖက်မှာကျတော့ recycling center ရှိနေပေါ့နော်အဲ့ဒီအပေါ်မှာကျောင်းသားတွေရဲ့အမြင်ကိုဘယ်လိုရှိလဲပေါ့အဲအဲ့ဒါကိုသိချင်မေးနေရပါ center ကတော့တိတ်မမြင်အောင်ဖြစ်နေတစ်ပင်နေနဲ့ဖုံးပြီးရောလေ ဆူဆူပေါင်း9နာရီကြာလမ်းလျှောက်တယ်တောနင်းနဲ့တောင်တက်တယ်အားလုံးလောက်ပြီးသွားတဲ့အချိန်မှာတော့ဒီဒီတို့ရဲ့ဆူရဖြစ်တဲ့ bus stop မှာအကုန်လုံးဆူကြတယ်ပေါ့နော်ဆူပြီးတော့ဆရာပဲ bus ကားစီးဘယ်ရောက်တယ်ဆိုပြီးပြောပြတာပါအဲမှာဒီဒီကတော့အချောင်းကိုပဲအချောင်းတငယ်ချင်းတွေနဲ့အတူတူပြန်လိုက်တယ်ပေါ့နော်အိမ်ုံတန်းမပြန်မနဲ့ပြီးတော့ဘာလို့လဲဆိုတော့အချောင်းမှာအာထပ်ပြီးတော့ ဟိုဘာ oh, reflection လုပ်ချင်လို့ပါအမဒီ no, field you know, trip ကနေပဲဘာ kind of, reflection ရခဲ့လဲဆိုရဲဟာလေးဆွေးနွေးပေါ့ပါ yeah, so What right? the pubs are actually oh, But like, you find a lot of historical pictures of Sheffield like 50 years ago, 100 years ago, and it looks very different. There's, I know there's like, there's like different, for example, ဒီလိုနှစ်နာရီကြာဆွေးနွေးပြီးနောက်မှာတော့ဒီလိုလည်းကိုယ်ကိုပြန်ခဲ့တယ်ပေါ့เนาะအခုဗီဒီယိုလေးကတော့ဒီလို environment management အနေနဲ့တောင်းနှင်းခဲ့တာလေးတွေရိုက်ပြသွားတာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်เนาะ